ယူကရိန်း drone တွေကြောင့်နယ်လံမထူနိုင်အောင်ဖြစ်နေရရှာတဲ့ရုရှားစစ်ရုံတွေငှက်နဲ့လေရင်တောင်မှားပြီးထောက်လန်းနေတဲ့ရုရှားရဲ့လေကာစနစ်ဇွန်လ12ရက်နေ့မနက်အစောပိုင်း3နာရီခွဲလောက်မှာယူကရိန်းရဲ့မောင်းသူမဲ့လေရင်တွေဟာရုရှားရဲ့မြို့တော်မော်စကိုမှာရှိတဲ့ဇူဘိုဘိုရွာက Resonant Electronic စစ်ရုံကိုအတိအကျပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်စစ်ရုံမှာပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးမြို့တော်တဝိုက်မှာလုံခြုံရေးအဆင့်ကိုမြင့်တင်ကမော်စကိုရဲ့အဓိကလေဆိပ်တွေဖြစ်တဲ့ ဘနူကိုဗိုနဲ့ရှရီမတ်ဒီဗိုမှာလျင်ခီးစင်တွေကိုယာယီကန့်တတ်ခဲ့ရပါတယ်။ဒီလိုမျိုးမကြာခဏတိုက်ခိုက်ခံရတဲ့ရုရှားစစ်တပ်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေမှာဘလို့အားနည်းချက်တွေရှိနေလဲ။အထူးသဖြင့်မော်စကိုလိုအဓိကမြို့တော်ကိုကာကွယ်ရမှာဘလောက်အထိအခက်အခဲတွေနဲ့ကြုံရလဲဆိုတာကိုအသေးစိတ်ဆွေးနွေးသွားပါမယ်။ဒါအပြင်ယူကရိန်းဘက်ကနေရုရှားရဲ့အချက်အချာကြတဲ့စစ်ဘက်နဲ့ဆက်မှုလုပ်ငန်းဆိုင်ရာနေရာတွေကိုမောင်းသူမဲ့လျင်တွေနဲ့ ဘလို့တိကျထိရောက်စွာထိုးပေါက်တိုက်ခိုက်နေတယ်လဲဆိုတာကိုလည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေကရုရှားပြည်သူတွေပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်လဲ။စစ်ပွဲရဲ့အခြေအနေနဲ့ပတ်သက်ပြီးသူတို့ရဲ့အမြင်တွေဘလို့ပြောင်းလဲလာတယ်လဲဆိုတာကိုပါခြုံငုံသုံးသပ်တင်ပြသွားပါမယ်။ဒီ resonant ဆက်ယုံဟာရုရှားစစ်တပ်အတွက်အလွန်အရေးပါတဲ့နေရာပါ။ဘာလို့လဲဆိုတော့သူတို့ကအဆင့်မြင့်လက်နက်စနစ်တွေမှာအသုံးပြုတဲ့အသေးစား electronic ထုတ်ကုန်တွေကိုထုတ်လုပ်နေလိုပါပဲ။ဒီပစ္စည်းတွေဟာ Iskander Caliber KH101 Cruise Drone ကြီးတွေနဲ့ Orlan Lancer နဲ့ Chub Drone တွေအပြင်ပြည့်မှတ်ရှာဖွေရေးစနစ်တွေမှာပါထည့်သွင်းအသုံးပြုနေတာပါ။ဒါကြောင့်ဒီဆက်ယုံကိုတိုက်ခိုက်နိုင်ခဲ့တာဟာရုရှားရဲ့ခင်မီစစ်စင်ရေးစွမ်းရည်တွေကိုဓာတ်ရိုက်ထိုးနှက်လိုက်တာနဲ့အတူပါတယ်။ဒီတိုက်ခိုက်မှုဟာယူကရိန်းကရပ်ပေါင်းများစွာစ조사စီစဉ်ခဲ့တဲ့ထိုးစစ်တွေရဲ့နောက်ဆုံးကွင်းဆက်ပဲဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ရုရှားဘာကြောင့်အလက်ငိုင်မိခဲ့တာလဲ။ ဒါကတော့တကယ့်ကိုသိကျင်စရာကောင်းတဲ့မိကွန်ပါမော်စကိုဟာရုရှားရဲ့ကာကွယ်ရေးအင်အားအကြီးဆုံးနေရာတွေကတခုပါမြို့တော်နဲ့ပတ်ဝန်းကျင်ဒေသတွေကို ပထမလေကြောင်းနဲ့ဒုံးကြီးကာကွယ်ရေးတပ်ဖွဲ့ကအလွှာနှစ်ထပ်စနစ်နဲ့ကာကွယ်ပေးထားပါတယ်ဒီကာကွယ်ရေးစနစ်တွေထဲမှာ A135 မဟာဗျူဟာမြောက်ဒုံးကြီးကာကွယ်ရေးစနစ် S50M စနစ်အပြင် S400 နဲ့ S300 PM2 စနစ်တွေပန်စာလေကြောင်းရန်ကာကွယ်ရေးယူနစ်တွေပါဝင်ပြီး radar scan အမျိုးမျိုးကလည်းထောက်ပံ့ပေးထားပါတယ် ီစနစ်တွေဟာလေကြောင်းတိုက်ခိုက်မှုတွေခရစ်ဒုံးကြီးတွေနဲ့တိုက်ချင်းပစ်ဒုံးကြီး ICBM တွေရဲ့ထိပ်ဖူးတွေကိုတံပြန်မှုအတိတ်ကဒီဇိုင်းထုတ်ထားတာပါဒီလိုခိုင်မာတဲ့ကာဝေးစနစ်တွေရှိနေတာတော့ယူကရိန်းရဲ့ဒရုန်းတွေကဖောက်ထွင်းဝင်ရောက်နိုင်ခဲ့တာကအံ့ဩစရာပါပဲဒီစနစ်တွေကိုဘလို့နီးနဲ့ထိုးဖောက်နိုင်ခဲ့လဲဆိုတာအတိတ်ကမသိရသေးပေမဲ့ယူကရိန်းကဒါကိုလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့အချက်ကရုရှားရဲ့ကာဝေးရေးမှာကြီးမားတဲ့အားနည်းချက်တွေရှိနေကြောင်းဖော်ပြခဲ့ပါတယ်ရုရှားသမ္မတ ်ပူတင်ကိုရိုင်းမြို့တော်ရဲ့ကာဝေးရေးကိုယုံကြည်စိတ်ချခဲ့ပေမဲ့ဒီလိုတိုက်ခိုက်ခံရတာဟာသူ့အတွက်မမျှော်လင့်တဲ့ထိုးနှက်ချက်တစ်ခုဖြစ်နိုင်ပါတယ်။အရင်တုန်းကထိုးနှက်ချက်တွေနဲ့ပေါင်းဆက်လိုက်ရင်မမျှော်လင့်တဲ့ထိုးနှက်ချက်တွေကတော်တော်လေးကိုများနေပါပြီ။ဇူဘိုဘိုတိုက်ခိုက်မှုမတိုင်ခင်ရပ်ပိုင်းအတွင်းကလည်းယူကရိန်းဟာရုရှားရဲ့အခြားရေးပါတဲ့စစ်ပတ်ဆိုင်ရာပြစ်မှတ်တွေကိုဒရုန်းတွေနဲ့ဇက်တိုက်တိုက်ခိုက်ခဲ့ပါသေးတယ်။ဥပမာအနေနဲ့ဇွန်လ17ရက်မှာမော်စကိုတိုက်ခိုက်မှုမတိုင်ခင်တရက်လိုမှာ ကာတော့ဖ်ရန်စက်ရုံကိုယူကရိန်း drone တွေကတိုက်ခိုက်ခဲ့ပါတယ်။ဒီစက်ရုံကတနက်တင့်ကား G အမြောက်စနစ်နဲ့မော်တာ G တွေအတွက်ရန်မှုန့်တွေကိုထုတ်လုပ်တာပါ။သူကရုရှားရဲ့အကြီးကကာဝေးကုမ္ပဏီကြီးဖြစ်တဲ့ Roadster နဲ့ဆက်ဆက်နေပြီး American ရဲ့ပိတ်ဆို့အရေးယူမှုတွေအောက်မှာရှိနေပါတယ်။ရုရှားက drone ကိုပစ်ချလိုက်လို့မီးငြိမ်းသွားလို့ပြောပြောပေမဲ့ယူကရိန်းကရောစက်ရုံရဲ့လုပ်ငန်းတွေရပ်ဆိုင်းသွားပြီလို့ပြောလာတာကြောင့်ထုတ်လုပ်မှုကိုတိတိတသားထိခိုက်စေခဲ့တယ်ဆိုတာရှင်းနေပါတယ်။ ဒီ drone တိုက်ခိုက်မှုတွေဟာရုရှားရဲ့စစ်ဘက်ဆိုင်ရာထုတ်လွှင့်မှုနဲ့စစ်စင်ရေးတွေပေါ်ကျယ်ပြန့်တဲ့ဆိုးကျိုးတွေတက်ရောက်ခဲ့ပါတယ်။ပထမဆုံးအနေနဲ့ထုတ်လွှင့်မှုရပ်တန့်သွားပါတယ်။စစ်ရုံတွေပြည့်စည်သွားတော့ထုတ်လွှင့်မှုတွေရပ်သွားပြီးလက်နက် order တွေနောက်ကျတာထောက်ပံ့ရေးကွင်းဆက်တွေပြတ်တောက်တာတွေဖြစ်လာပါတယ်။ဒုတိယအနေနဲ့ခရမ်းမီကြောက်ပြတ်တောက်မှုကလည်းတိတိတတ်တာကိုဖြစ်လာပါတယ်။ဒီတက်ရောက်မှုရဲ့အထင်ရှားဆုံးပြရုပ်ကတော့2025ခုနှစ်ဇန်နဝါရီလကနေမေလအတွင်း ရုရှားအမြောက်တပ်ရဲ့ပစ်ခတ်မှု60ရာခိုင်နှုန်းရော့ကျသွားတာပါပဲ။ဒါဟာရှင်ရင်ဆွဲခဲယမ်းတွေကုန်သွားတာနဲ့မကပဲအရန်ထုတ်လုပ်မှုနှေးကွေးလို့ဖြစ်ပေါ်လာတဲ့ကြီးမားတဲ့ခဲယမ်းမိကြောက်ပြတ်တောက်မှုကိုပြသနေပါဗျ။တတရအနေနဲ့စစ်စင်ရေးဆိုင်ရာပြောင်းလဲပြင်လဲမှုရော့ကျခြင်းကိုလည်းဖြစ်စေပါဗျ။အမြောက်တပ်ရင်တွေလေတက်နဲ့တန်ကြက်ကတန်ရင်တွေကြမှာခဲယမ်းမိကြောက်ဦးစားပေးရရှိဖို့အပြိုင်ဆိုင်ဖြစ်လာကြပါဗျ။ ဒါကရုရှားစစ်တပ်ရဲ့စစ်စင်ရေးတွေမှာလူသူလူပြောင်းလဲလှုပ်ရှားနိုင်တဲ့ကိုရော့ကြစီပါတယ်။တချို့တပ်ဖွဲ့တွေရဲ့စီစဉ်ထားတဲ့အလှည့်ကျတာဝန်တွေကိုပယ်ဖြတ်ခံရပြီးတချို့ဒေသတွေမှာလည်းတရင်အပြည့်စုံစားတပ်စုတွေကိုပဲအင်အားဖြည့်တင်းမှုဆီလွတ်နေရပါတယ်။ဒါဟာဤပညာပိုင်းဆိုင်ရာထုံးနှက်ချက်တစ်ခုတွေမှာပဲစိတ်တပ်ပိုင်းဆိုင်ရာထိခိုက်မှုတစ်ခုလည်းဖြစ်ပါတယ်။စတုဒ္ဓအနေနဲ့ထောက်ပံ့ရေးကွင်းဆက်ပြိုလဲခြင်းဟာလည်းအဓိကတက်ရောက်မှုတစ်ခုပါ။ရေနံချက်ဆက်ယုံတွေရန်ဆက်ယုံတွေနဲ့ အီလက်ထရွန်နစ်အခြေခံအဆောက်အအုံတွေကိုပြစ်မှတ်ထားခြင်းအပြင်ယူကရိန်းဟာခရမ်းမီးကြောက်တွေမကပဲထုတ်လုပ်ရေးအတွက်လိုအပ်တဲ့စွမ်းအင်နဲ့ဓာတုဗေဒကုန်ကျန်းတွေကိုပါပြစ်မှတ်ထားတိုက်ခိုက်နေပါတယ်။ဗလာဒီမာပူတင်အတွက်ကတော့ဒီတိုက်ခိုက်မှုတွေဟာစစ်ရေးဖြစ်စဉ်တသက်မဟုတ်ပဲသူ့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာကိုချိမ့်ချောက်နေတဲ့ပြိုကွဲမှုအကြောင်းတွေပဲဖြစ်ပါတယ်။အထူးသဖြင့်မော်စကိုမြို့တဝိုက်ရှိအဆောက်အအုံတွေနဲ့လေဆိပ်တွေကိုပြစ်မှတ်ထားခြင်းဟာ Kremlin ရဲ့လုံခြုံရေးအာမခံချက်ကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။ ဒါဆိုယူကရိန်းတပ်ဖွဲ့တွေကရုရှားရဲ့အရေးပါဆုံးမဟာဗျူဟာမြောက်နေရာဖြစ်တဲ့မော်စကိုကိုဒရုန်းတွေနဲ့ဒီလောက်လွယ်လွယ်ကူကူဘလို့တိုက်ခိုက်နိုင်ခဲ့တာလဲဆိုတာစဉ်းစားစရာပါမော်စကိုဟာယူကရိန်းကျူးကျော်မှုစတင်ချိန်ကတည်းကကီယက်ရဲ့တခုပြီးသောမဟာဗျူဟာမြောက်ပြစ်မှတ်တွေကတခုပါစင်ချေဘုံဒေတာပါဝင် လူဦးရေ၁၈သန်းရှိတဲ့မော်စကိုကိုယူကရိန်းကတိုက်ခိုက်နိုင်ခြေနဲပါတယ်လို့အရင်ကယူဆထားကြပါတယ်ဗလာဒီမာပူတင်ကလည်းမြို့တော်ရဲ့ကာဝေးရေးမှာတော်တော်လေးကိုယုံကြည်မှုရှိခဲ့ပါတယ် တကယ်တမ်းမှာတော့ယူကရိန်းဟာစစ်ပွဲစတင်ချိန်ကတည်းကမော်စကိုကိုမောင်းသူမဲ့လင်းရင်တွေနဲ့တိုက်ခိုက်ဖို့ကြိုးပမ်းနေကြတာပါမော်စကိုကို drone တွေဘလို့ထိုးဖောက်နိုင်ကြတာလဲမော်စကိုမြို့ကိုယူကရိန်း drone တွေတိုက်ခိုက်နိုင်ကြတာဟာတကယ်ကိုအံ့အားသင့်စရာပါပဲရုရှားအနေနဲ့ဘာလို့ဒီလိုအလစ်အငိုက်မိသွားရတာလဲအထူးသဖြင့် Kremlin လိုအချက်ချာကြတဲ့နေရာကိုဓာတ်ရိုက်ထိမှန်ခဲ့ပြီးဒုံးကြီးချက်လျင်ရမ်းမှုန့်နဲ့ electronic ပစ္စည်းတွေထုတ်လုပ်တဲ့ အရေးပါတဲ့စက်ရုံတွေကိုတစ်ခုပြီးတစ်ခုပိတ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာပါဒီအကြောင်းရင်းတွေကိုနားလည်ဖို့အတွက်မော်စကိုရဲ့ကာကွယ်ရေးစနစ်တွေကိုအရင်ကြည့်ရအောင်မော်စကိုနဲ့သူ့ပတ်ဝန်းကျင်ဗဟိုဒေသဟာရုရှားမှာအမြဲတမ်းကာကွယ်မှုအများဆုံးနေရာတွေဖြစ်ခဲ့ပါတယ်လက်ရှိမှာတော့မြို့တော်နဲ့ဗဟိုခရိုင်ကို ပထမလေကြောင်းနဲ့ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့ကကာကွယ်ပေးနေတာပါမျိုးရွယ်ရဲ့လေကြောင်းနဲ့ဒုံးကျည်ကာဝေးစနစ်ဟာအလွန်ရှုပ်ထွေးပြီးအလွှာနှစ်ထပ်နဲ့ဖွဲ့စည်းထားပါတယ် ပထမအလွှာကတော့ A135 မဟာဗျူဟာမြောက်ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီးဒုတိယအလွှာမှာတော့ S50M စနစ် BEL1 နဲ့ Universal One အလိုလျောက်ထိန်းချုပ်စနစ်တွေ S400 နဲ့ S300 PM2 စနစ်တွေအပြင်ပန်ဆာလေကြောင်းရန်ကာကွယ်ရေးယူနစ်တွေပါဝင်ပါတယ်။ဒီကြဲပြတ်တဲ့စနစ်ကြီးဟာအဓိကအဖြစ်လေကြောင်းတိုက်ခိုက်မှုတွေ cruise ဒုံးကျည်တွေနဲ့တိုက်ချင်းပစ်ဒုံးကျည်ထိပ်ဖူးတွေကိုတံပြန်မှုဒီဇိုင်းထုတ်ထားတာပါ။ဒီလိုခိုင်မာတဲ့ကာကွယ်ရေးစနစ်တွေရှိနေတာတော့ ယူကရိန်းကမော်စကိုမှာ UAV တိုက်ခိုက်မှုတွေကိုထိထိရောက်ရောက်လှုပ်ဆောင်နိုင်ခဲ့တာဟာတကယ်ကိုအံ့ဩစရာပါပဲဒီလိုဖြစ်ရတာရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့ပထမတက်မတော်တဲ့လေကြောင်းကာဝေးရေးစနစ်တွေရဲ့ဦးစားပေးမှုတွေမှာမောင်းသူမဲ့လေယာဉ်တွေကိုကာဝေးရေးကဘယ်တော့မှပါဝင်ခဲ့ခြင်းမရှိလို့ပါပဲ2021ခုနှစ်ကအမျိုးသားလုံခြုံရေးမဟာဗျူဟာမှာပဲဖြစ်ဖြစ်2014ခုနှစ်ရုရှားဖက်ဒရေးရှင်းရဲ့စစ်ပတ်ဆိုင်ရာညီလာခံမှာပဲဖြစ်ဖြစ် မောင်းသူမဲ့လေယာဉ်တွေကိုအမျိုးသားလုံခြုံရေးအတွက်ချိမ်းချောက်မှုအဖြစ်သတ်မှတ်ထားခြင်းမရှိခဲ့ပါဘူး။ Russia Federation က2019ခုနှစ် April 2ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့2030ပြည့်နှစ်တည်းလေကြောင်းကာကွယ်ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစည်းအဝေးမှာတော့မောင်းသူမဲ့လေယာဉ်တွေကိုဘလို့တံပြန်မလဲဆိုတာဖော်ပြထားခြင်းမရှိခဲ့ပါဘူး။စစ်ပွဲရဲ့အစောပိုင်းကာလတွေမှာရုရှားကာကွယ်ရေးဝန်ကြီးဌာနကမော်စကိုရဲ့ဒုံးကျည်ကာကွယ်ရေးစနစ်ကို2023ခုနှစ်မှာရုရှားကာကွယ်ရေးဝန်ကြီးဌာနက အဆင့်မြင့်တယ်မှုပြီးစီမယ်လို့ပြောကြားခဲ့ပေမဲ့မောင်းသူမဲ့လေရင်တွေကနေဖြစ်ပေါ်လာတဲ့ချင်းချောက်မှုနဲ့ပတ်သက်ပြီးတော့ဘာမှဖော်ပြထားခြင်းမရှိခဲ့တာကိုသတိထားမိတဲ့သူတွေရှိပါတယ်။မော်စကိုမှာတက်ဆင်ထားတဲ့ပန်ဇာလေကြောင်းကာဝေးရေးစနစ်တွေဟာစစ်ဘက်သုံးမောင်းသူမဲ့လေရင်လိုမျိုးအချိန်နှေးပြီးသိမ်းငယ်တဲ့ပြစ်မှတ်တွေကိုထောက်လှမ်းရမှာထိရောက်မှုမရှိပါဘူး။တခါတလေဆိုရင်အနီးနားကကြီးမားတဲ့ငှက်တွေကိုတော့မှားယွင်းပြီးထောက်လှမ်းမိတတ်ပါတယ်။ဒါကြောင့်ရုရှားစစ်တပ်ကမော်စကိုနဲ့အနီးနားကစစ်ဘက်ခြေဆိုင်စခန်းတွေမှာ Tor M2 စနစ်တွေကိုထပ်တိုးတက်ဆင်ဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ Tor M2 စနစ်တွေကလည်းလုံးဝစိတ်ချရတဲ့ကာကွယ်ရေးစနစ်တော့မဟုတ်ပါဘူး။မြို့ပြ area တွေမှာဆိုရင်အနှောက်အယှက်တွေများလာကြောင်းပြစ်မှတ်တစ်ခုကိုထောက်လန်းတာပြစ်မှတ်ထားတာနဲ့ထိန်းချုပ်တာတွေပိုခတ်ခဲ့ပါတယ်။မော်စကိုမှာဆို Tor M2 ရဲ့အောင်မြင်မှုနှုန်းကပိုတောင်နေပါခဲ့ပါတယ်။နောက်ထပ်စိန်ခေါ်မှုတစ်ခုကတော့ရုရှားလေကြောင်းကာကွယ်ရေးစနစ်တွေဟာ UAV တိုက်ခိုက်မှုတွေကိုကာကွယ်ဖို့ကုန်ကြစရိတ်အများကြီးကုန်တာပါပဲ။ မော်စကိုမှာရှိတဲ့လေကြောင်းကာဝေးစနစ်တွေလည်းဒီလိုပါပဲရုရှားကာဝေးဝန်ကြီးဌာနကစစ်ဘက် theory ပညာရှင်တွေကပုံမှန်နီးလန့်တွေကိုသုံးပြီး drone တွေကိုတံပြန်တိုက်ခိုက်တာဟာထိရောက်မှုနည်းပြီးကုန်ကျစရိတ်လည်းမြင့်မားတယ်လို့ထပ်တလဲလဲထောက်ပြခဲ့ကြပါတယ် UAV တွေဟာများသောအားဖြင့် plastic နဲ့ပြုလုပ်ထားပြီးသေးငယ်တဲ့တပ်ထုမော်တာလေးတွေနဲ့လေပတ်တာကြောင့် radar line ကိုအလွယ်တကူရှောင်ရှားနိုင်ပါတယ်ဒါကြောင့်ကာဝေးဖို့ပိုခက်ခဲလာပါတယ် ဒါအပြင် UAV တွေဟာလှုပ်ရှားရလွယ်ကူတဲ့အတွက်ရေဒါနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုအလွယ်တကူရှောင်တိမ့်နိုင်ပါတယ်။နောက်ပြီးစိန့်ပီတာစဘတ်မှာ drone တံပြန်တပ်ဖွဲ့တွေပေါ်ပေါက်လာတာဟာရုရှားအနာပိုင်တွေရဲ့စိုးရိမ်ပူပန်မှုကိုပြသနေပါတယ်။ဒါအပြင်ဒီတပ်ဖွဲ့တွေကနည်းပညာအဆင့်နှိမ့်တဲ့တံပြန်အစီအမံတွေကိုအသုံးပြုနေတာကိုလည်းဖော်ပြနေပါတယ်။နောက်ထပ်အစီအမံတစ်ခုကတော့ UAV ပြန်တမ်းမှုတွေကိုလုံးဝပိတ်ပင်လိုက်တာပါပဲ။မော်စကိုအနာပိုင်တွေဟာစစ်ပွဲရဲ့အစောပိုင်းကာလတွေမှာ UAV တွေကို ပြန်တမ်းဝင်ကိုလုံးဝတားမြစ်ခဲ့ပါတယ်။အနာဂတ်မှာမြို့တော်ကိုပုံမကောင်းမွန်စွာကာကွယ်နိုင်ဖို့အတွက်ဤပညာမြင့်စနစ်တွေကိုထပ်မံတက်ဆင်သွားဖို့လည်းအကြံပြုထားပါတယ်။ရုရှားအနေနဲ့လေဆာနဲ့မိုက်ခရိုဝေ့ဗ်လိုလက်နက်တွေလိုမျိုးခင်မီဤပညာတွေကိုတီထွင်နေပေမဲ့လက်တွေအသုံးပြုနိုင်ဖို့ကတော့အချိန်အများကြီးအချိန်အများကြီးလိုဦးမယ်လို့ထင်ရပါတယ်။ရုရှားတွေဟာသူတို့မြို့တော်ဖြစ်တဲ့မော်စကိုကိုတော့ကောင်းကောင်းမွန်မွန်ကာဝယ်နိုင်ခြင်းမရှိကခင်မီလေကြောင်းကာဝယ်ရေးစနစ်တွေကို မြို့ထဲမှာအခုချိန်ထိအသုံးမပြုနိုင်သေးတာတွေကမြို့ကန်တွေကြားမှာစိတ်သက်ကြဆင်းမှုတွေအကြီးအကျယ်ဖြစ်စေပါတယ်။ရုရှားမြို့တော်ကို UAV တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်တခြားမြို့တွေလည်းလေကြောင်းတိုက်ခိုက်မှုတွေခံရနိုင်တယ်လို့ယူဆထားကြပါတယ်။နောက်ပြီးစိုးရိမ်ပူပန်မှုကလည်းရုရှားပြည်သူတွေကြားမှာ ဖြစ်များတဲ့ခံစားချက်တစ်ခုဖြစ်ပါတယ်။စစ်တမ်းတွေရာရုရှားလူမျိုး40ရာခိုင်နှုန်းကျော်ဟာရုရှားရဲ့ယူကရိန်းပေါ်လှုပ်ဆောင်မှုတွေပေါ်ထိတ်လန့်ခြင်းကြောက်ရွံ့ခြင်းနဲ့စိုးရိမ်ပူပန်ခြင်းတွေကိုခံစားခဲ့ရပါတယ်။ စစ်ပွဲစတင်ချိန်ကလေးကစူဆောင်းမိလာတဲ့စိတ်ဓာတ်ကျမှုနဲ့ကြောက်ရွံ့မှုတွေဟာတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။မော်စကိုမှာဖြစ်ပွားခဲ့တဲ့နောက်ဆုံးတိုက်ခိုက်မှုကဒီအခမ်းအနားချက်တွေကို ပြန်လည်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ဒီဖြစ်ရပ်တွေအလုံးဟာပူတင်ရဲ့အမှားလို့ယုံကြည်တဲ့ရုရှားပြည်သူတွေလည်းအများကြီးရှိပါတယ်။တချို့ကဆိုရင် ဆိုရှယ်မီဒီယာတွေပေါ်မှာပူတင်ကိုတိုက်ရိုက်ဝေဖန်ကြပါတယ်။တချို့ကြတော့ခရမလင်ကပုံကန်မှုတွေကိုနှိမ်နှင်းဖို့ဆဲလွှတ်လိုက်တဲ့အရာရှိတွေကိုစန့်ကျင်ကြပါတယ်။ ရုရှားရဲ့မီဒီယာတွေနဲ့ပြည်သူထင်မြင်ချက်ဖော်ပြတဲ့အဖွဲ့အစည်းတွေဟာပူတင်ဆိုရရဲ့အဓိကဝါဒဖြန့်ချီရေးကိရိယာတွေလို့ဖြစ်နေပါဗျ။သူတို့အဓိကပြောနေတာတွေကတော့ရုရှားသာယူကရိန်းနဲ့စစ်ပွဲကိုလက်လျှော့လိုက်ရင်ယူကရိန်းကအနိုင်ရသွားလိမ့်မယ်ဆိုတဲ့အယူအဆပါပဲ။ရုရှားဆိုရကဘာလို့ဒီလိုပြောနေလဲဆိုတော့သူတို့တင်ပိုက်ထားတဲ့ယူကရိန်းနယ်မြေတွေကနေအခုချိန်မှာနောက်ဆုတ်သွားရင်စစ်ပွဲကရုရှားတိုင်းနိုင်ငံလုံးကိုကူးဆက်လာပြီးစိုးကျိုးတွေပိုကြီးလာလိမ့်မယ်လို့ယုံကြည်နေလို့ပါပဲ။ ဒီအချက်ကိုပဲသူတို့ကပြည်သူတွေကိုမကြာခဏပြောပြီးစစ်ပွဲဆက်တိုက်ဖို့ထောက်ခံမှုရယူနေကြတာပါမော်စကိုမှာတိုက်ခိုက်မှုတွေဖြစ်လာတာနဲ့ရုရှားစစ်တပ်ရဲ့ဖွဲ့စည်းပုံပျက်စီးယိုယွင်းလာတာတွေကိုကြည့်ရင်ဒါဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအကြီးဆုံးစစ်ပွဲတွေကတစ်ခုဖြစ်တယ်ဆိုတာရှင်းနေပါတယ်ရုရှားစစ်တပ်ရဲ့ထိခိုက်သေးဆုံးမှုအခြေအတွက်ဟာတပ်တန်းနီးပါးအထိရောက်လာတာကြောင့်ပြည်သူတွေကပူတင်ကိုပိုပြီးဆန့်ကျင်လာကြပါတယ်။မကြသေးခင်က လာဗာတာစင်တာကထုတ်ပြန်တဲ့စစ်တမ်းတစ်ခုအရရုရှားအများစုကစစ်ပွဲကိုရပ်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုစတင်မှုထောက်ခံနေပါတယ်။စစ်တမ်းဖြစ်ဆိုသူ54ရာခိုင်နှုန်းကစစ်ပွဲကိုအမြန်ဆုံးရပ်ပြီးဆွေးနွေးပွဲတွေပြန်ဆဖို့ထောက်ခံခဲ့ပြီး38ရာခိုင်နှုန်းကတော့ဆက်တိုက်သင့်တယ်လို့ယုံကြည်ခဲ့ပါတယ်။ဒါပေမဲ့ရုရှားကစစ်ပွဲကိုရပ်ဖို့ယူကရိန်းကိုနယ်မြေတွေအလျှော့ပေးတင်လာလို့မေးတဲ့အခါမှာတော့20ရာခိုင်နှုန်းသာသဘောတူခဲ့ပါတယ်။ဒါပေမဲ့ယူကရိန်းကောင်းဆောင်ဗလာဗလာဒီမီယာဇယ်လန်စကီကတော့ ရုရှားစစ်တပ်ကသိမ်းပိုက်ထားတဲ့နေမီရီကနေဆုတ်ခွာမယ်ဆိုရင်ဆွေးနွေးဖို့အသင့်ရှိကြောင်းအကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်။ဒီလိုပြောဆိုမှုတွေကစစ်ပွဲကိုပိုဆိုးစေဖို့ပဲအထောက်အကူပြုပါတယ်။တခြားနိုင်ငံရဲ့နေမီကိုသိမ်းပိုက်ပြီးအခွင့်အရေးတောင်းဆိုတာဟာမှန်ကန်တဲ့လုပ်ရမှာမဟုတ်ပါဘူး။ဒါကြောင့်ယူကရိန်းဟာသူတို့ရဲ့နေမီကိုကာဝယ်ဖို့တက်နိုင်သမျှအစွမ်းကုန်လှုပ်ဆောင်ဖို့အသင့်ရှိကြောင်းပြသနေကြတာပါပဲ။ရုရှားရဲ့အရေးပါတဲ့အဆောက်အုံတွေကို drone နဲ့တိုက်ခိုက်တာဟာတာရကပါပဲ။ ရုရှားကယူကရိန်းနယ်မြေကိုဆက်သိမ်းထားမယ်ဆိုရင်မော်စကိုမှာဒရုန်းတိုက်ခိုက်မှုတွေပိုများလာတာကိုမြင်ရမှာပါဒီအခြေအနေဟာအချိန်ကြာလာတာနဲ့မျှရုရှားပြည်သူတွေကြားမှာပုံမိုပြင်းထန်တဲ့တုံ့ပြန်မှုတွေနဲ့ဆန္ဒပြမှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ပူတင်ကမော်စကိုကိုကာကွယ်နိုင်ခြင်းမရှိတော့ဘူးဆိုတာရုရှားပြည်သူတွေနားလည်လာလို့ပါပဲဒီကုန်းချုပ်အနေနဲ့ပြောရရင်မကြသေးခင်ကယူကရိန်းကရုရှားရဲ့အချက်အချာကြတဲ့နေရာတွေကိုတိုက်ခိုက်ခဲ့တဲ့တိကျတဲ့ဒရုန်းတိုက်ခိုက်မှုတွေဟာ ရိုးရိုးတိုက်ခိုက်မှုတွေမဟုတ်တော့ဘဲမဟာပြူဟာမြောက်သတင်းစကားတစ်ခုကိုတည်ဆောင်လာပါတယ်။ရန်ဆက်ယုံတွေ electronic ပစ္စည်းထုတ်လုပ်တဲ့ဆက်ယုံတွေ hypersonic ဒုံးကြီးအခြေစိုက်စခန်းတွေနဲ့စွမ်းအင်အခြေခံအဆောက်အုံတွေထိဒီပစ်မှတ်တွေဟာရုရှားရဲ့စစ်ပတ်ဆိုင်ရာကုန်ထုတ်လုပ်ငန်းရဲ့နှလုံးသားကိုတိုက်ရိုက်ထိုးနှက်လိုက်တာပါ။ Resonant လို့ကာကွယ်ရေးကုမ္ပဏီကြီးတွေရဲ့ထုတ်လုပ်မှုတွေရပ်တန့်သွားပြီးခဲယမ်းမီကြောက်စင်တာတွေမှာမီးတွေဇက်တိုက်လောင်နေပါတယ်။မော်စကိုရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေဟာ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးလုံးဝမတုံ့ပြန်နိုင်ခဲ့ပါဘူး။ပူတင်ရဲ့မပြတ်စည်းနိုင်ဘူးလို့သတ်မှတ်ထားတဲ့စစ်တပ်ဟာအခုဆိုရင်စစ်မြေပြင်မှာယူကရိန်းတို့ရဲ့လက်ကျင်ရေးပြစ်မှတ်တစ်ခုတသာဖြစ်နေပါပြီ။ဒီအချိန်တွေကယူကရိန်းရဲ့စစ်ပတ်ဆိုင်ရာထောက်လန်းရေးစွမ်းရည်ကိုသာမကရုရှားရဲ့စနစ်ပိုင်းဆိုင်ရာအားနည်းချက်ကိုလည်းပေါ်ပြနေပါလေ။ဒါဟာအစသာရှိနိုင်ပါသေးတယ်။ဘာဖြစ်လို့လဲဆိုတော့ယူကရိန်းဟာသူ့ရဲ့နယ်မြေကိုကာဝယ်ရုံသာမကစစ်ပွဲရဲ့စီးမင်းတွေကိုပါပြောင်းလဲပြင်နေလိုပါပဲ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။